ဖျားသခင်ဤတရားမျှတခြင်းကက်သလစ်သာသနာတော်ဤနေစဉ်ကျမ်းစာထောက်ရှုခြင်းများကို ဝေမျှပေးနေပါတယ်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်ပါပထမကျမ်းစာမှာဖျားသခင်ဤကရုဏာတော်အကြောင်းကိုကြားရပါတယ်နေနီဝေမြို့သားတွေရဲ့နောင်တရခြင်းအပေါ်မှာဖြစ်စီခြင်းအနေပြီးတော့ကင်းလို့ပြီးတော့ဖျားသခင်ရဲ့ကရုဏာပြသခြင်းခံရတာကိုပရောဖက်ယောနာကမနှစ်သက်ခဲ့ပါဘူး ယောနာဟာမိမိရဲ့လူမျိုးကိုဖျက်ဆီးခဲ့တဲ့သူတွေကိုတပါအမျိုးသားတွေကိုဖျားသခင်ခွင့်လွှတ်မှာကိုမလိုလားခဲ့ပါဘူးအဲ့လိုနဲ့ဖျားသခင်ကပူပြင်းတဲ့နေတံမှာကာကွယ်ဖို့ရန်တစ်ပင်တပင်ကိုကြီးထွားစေခဲ့ပြီးတော့ထိုတစ်ပင်ပြန်လဲ၆သွေးသွားတဲ့အခါမှာယောနာဟာအလွန်ဝမ်းနည်းခဲ့ပါတယ်ဖျားသခင်ကအဲ့ဒီပုံပမာကိုအသုံးပြုပြီးတော့လူတူဟာမိမိ၏လက်ဖြင့်မဆိုင်ပြိုးခဲ့သောတစ်ပင်တပင်အတွက်ဝမ်းနည်းနိုင်မည်ဆိုရင် လူပေါင်းသိန်းနဲ့ချီရှိတဲ့နေနီဝေးမြို့သားတွေပျက်စီးဆုံးရှုံးမှာကိုမတနာပဲနေပါမလားဆိုပြီးတော့မေကွန်မေးမြန်းခဲ့ပါတယ်ပရောဖက်ယောနာရဲ့အတ္တဆံမှုနဲ့ဘုရားသခင်၏အရာခသိန်းတို့ကိုဂရုဏာလွှမ်းခြုံနိုင်ခြင်းဟာသိတာထင်ရှားလာပါတယ်ပရောဖက်ယောနာ၏သဘောထားမိမိစိတ်ဆန္ဒအတိုင်းသာဖြစ်ပေါ်စေလိုသော အတ္တဆံတဲ့စိတ်ထားဖြစ်ပါတယ်ထို့သောဘုရားသခင်ရဲ့ဂရုဏာတော်ကတော့ လူတစုအတွက်လူတူရဲ့အတ္တဆံမှုထက်အများကြီးပိုပါတယ်။ဘုရားသခင်စိတ်ထားကပိုမိုကြီးမြတ်လာပါတယ်။ကရုဏာတော်နဲ့ချစ်ချင်းမေတ္တာအပြည့်အဝရှိတဲ့စိတ်ထားဖြစ်ပါတယ်။ဧဝံဂေလိကျမ်းစာမှာဆိုရင်လည်းရှင်လူကအခန်းကြီး7ခန်းငယ်1မှ4အထိကြားရပါတယ်။တပည့်တော်တွေကသခင်ခရစ်တော်ကိုစူတောင်းနည်းကိုသင်ပေးဖို့ရန်အတွက်တောင်းဆိုခဲ့ပါတယ်။ ဆရာတူကမမိနောင်လိုက်တဲ့အတွက်အရေးကြီးဆုံးသောလက်ဆောင်ကိုပေးအပ်ရန်တောင်းဆိုခြင်းဖြစ်ပါတယ်။ကျွန်တို့တွေအားလုံးသိတဲ့ကောင်းကင်ဘုံမြတ်တာကိုခင်ခရစ်တော်ကသင်ပြပေးခဲ့ပါတယ်။အချင်းချင်းကောင်းကင်ဘုံမြတ်တာကိုကျွန်တော်တို့သုံးသပ်ရမယ်ဆိုရင်ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်နွယ်မှုကို ပုံဖော်ပေးတဲ့မြတ်တာဖြစ်ပါတယ်။ Our Father ကောင်းကင်ဘုံ၌ကျွန်တော်တို့ကျွန်တော်တို့၏အဖအလို့အစာချေပြီးတော့ ျွန်တော်တို့အားချစ်ခင်ကျင်နာတတ်သောဖခင်တို့ကဲ့သို့ဖျားသခင်ထံတော်ချင်ကပ်ကြရန်အတွက်သခင်ခရစ်တော်ကဖိတ်ခေါ်နေတာဖြစ်ပါတယ်ဒီဆူတောင်းခြင်းဟာကျွန်တော်တို့ရဲ့ဆန္ဒများကိုဖျားသခင်ရဲ့ထံသို့လျှောက်ထားခြင်းမျှတာမဟုတ်ဘဲနဲ့အရင်ဦးဆုံးလာတဲ့စာကြောင်းတွေကတော့ကိုရောဤနာမတော်ကိုယုတ်တိလိမြတ်ခြင်းရှိပါစေသောကိုရောဤနိုင်ငံတော်သည်ရောက်ပါစေသောဟု အစပြုတဲ့စကားများဟာဖျားခင်အလိုတော်ကိုဦးစားပေးဖို့ရန်သင်ကြားနေတဲ့စွတော်မြတ်တာဖြစ်ပါတယ်။ထို့မှတစ်ဆင့်ဖန်လို့ခြင်းအကြောင်းနေ့စဉ်လိုအပ်နေတဲ့အစားအစာတွေအကြောင်းအပြစ်တို့ပိုးတော်လမ်းများမှရှောင်ရှားနိုင်မိအကြောင်းကျွန်တော်တို့ကိုသခင်ခရစ်တော်ကတောင်းလျှောက်စေတဲ့စွတော်မြတ်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျမ်းစာတော်မြတ်တွေကို ပြန်လည်ပြီးအနှစ်ချုပ်ထောက်ရှုရမယ်ဆိုရင်အရေးကြီးတဲ့ ကျွန်တော်တို့အတွက်အမှန်တရားနှစ်ခုကိုထောက်ရှုနိုင်ပါတယ်။ပထမတစ်ခုကတော့ဖျားသခင်ဤမေတ္တာနဲ့ကရုဏာတော်ဟာအတိုင်းအဆမရှိဘဲနဲ့လူသားတွေအားလုံးအတွက်ရည်ရွယ်ပါတယ်။ဒုတိယအနေဖြင့်ကျွန်တော်တို့ဟာဆုတောင်းခြင်းမှတဆင့်ဖျားသခင်ရဲ့ကြီးမားသောထိုကရုဏာတော်တဲ့သို့ဝင်ရောက်နိုင်တယ်။ဖျားသခင်အလိုတော်နဲ့အညီဆုတောင်းခြင်းဖြင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖျားခင်ပေါ်မှာယုံကြည်ခြင်း ပုံမကြီးထွားနိုင်တယ်ဆိုတာကိုတင်ကြားပေးပါရစေ။ယောနာရဲ့နီနီဝေမျိုးသားတွေအပေါ်မှာဘုရားသခင်ရဲ့ကရုဏာတော်ကိုနားမလည်ခြင်းဟာလူသားတွေရဲ့အမှန်တရားနဲ့ဘုရားသခင်ရဲ့အမှန်တရားဟာမတူညီဘူးဆိုတာကိုကျွန်တော်တို့ထောက်ရှုနိုင်ပါရစေ။မိမိရဲ့စိတ်ဆန္ဒနဲ့တရားမျှတမှုဟာဘုရားသခင်ရဲ့အမြင်မှာရှိတဲ့တရားမျှတမှုနဲ့မတူဘူးဆိုတာကိုကျွန်တော်တို့ထောက်ရှုရမှာဖြစ်ပါတယ်။ ဘုရားသခင်ကအရာခတ်သိမ်းတွေကိုမေတ္တာအားဖြင့်တရားမျှတမှုကိုယူဆောင်ပါတယ်ကျွန်တော်တို့ကတခါတရံမှာဒီစေတနာကိုနားမလည်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်လောကစိတ်ဆန္ဒတွေနဲ့ကျွန်တော်တို့တွေမြင်တတ်ကြပါတယ်ဒါကြောင့်ဧဝံဂေလိကျမ်းစာမှာသခင်ခရစ်တော်ကကျွန်တော်တို့ကိုဆူတောင်းခြင်းကိုတင်ပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့ခမည်းတော်ဖရာကျွန်တော်တို့ရဲ့ဖခင်တူကဲ့သို့ ဘုရားသခင်ပေါ်မှာယုံကြည်စိတ်ချစွာဆုတောင်းဖို့ရန်အတွက်ကျွန်တော်တို့ကိုဖိတ်ခေါ်နေပါတယ်။ဘုရားသခင်ရဲ့မေတ္တာနဲ့ကရုဏာတော်ကိုပုံမနာလည်ရန်ဆုတောင်းခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ကယောနာကဲ့သို့မိမိရဲ့စိတ်ဆန္ဒအတိုင်းဖြစ်စေရန်သာတောင်းလျှောက်ခြင်းကြပါမယ်။ဘုရားသခင်ကတော့ကရုဏာနဲ့မေတ္တာအဖြစ်လိုလားနေတယ်ဆိုတာကိုကျွန်တော်တို့ထောက်ရှိအောင်မှာဖြစ်ပါတယ်။ ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကြင်ကြံရမှာကတော့ကျွန်တော်တို့အားလုံးဟာတပားသူတွေရဲ့အပြစ်ဒဏ်အတွက်ဝမ်းမြောက်ဝမ်းသာ မရှိရဘဲနဲ့ခင်ခရစ်တော်ရဲ့တုံ့ပြန်ထားတဲ့အတိုင်းဘုရားခင်ကအားလုံးကိုခွင့်လွှတ်ရန်အသင့်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအခြားသူများအားခွင့်လွှတ်ရန်လိုအပ်ကြောင်းသင်ကြားနေပါတယ်။ဒုတိယအချက်အနေနဲ့ထိုဘုရားခင်ရဲ့ကရုဏာတော်မေတ္တာတော်ကိုနားလည်ဖို့ရန်အတွက်ကျွန်တော်တို့လိုရမယ့် လုပ်ငန်းကတော့ကျွန်တော်ရဲ့ဆန္ဒထက်ဘုရားခင်ရဲ့ဆန္ဒကိုကိုးစားပြရန်နေ့တိုင်းစင်စင်မပြတ်ဆုတောင်းရန်ကြိုးစားရတဲ့ကောင်းသောခရိယာနေ့အဖြစ်တည်တည်ပြသွားကြပါစို့